အားလုံးပဲမင်္ဂလာပါရှင်ရန်နာမုထာရောမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reading လေးကတော့လက်တော်မှာသင်တို့လေးတွေတည်တင်းနဲ့သင်တို့လေးတွေရဲ့ဂန်ဂျမာเนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြည့်သွားပေးမှဖြစ်ပါတယ်အခုလက်ရှိ energy အရာအခုလက်တော်ပေါ့เนาะဒီကာလတွေအတွင်းမှာသင်တို့လေးတွေရဲ့ဂန်ဂျမာမှာဗာလေးအပြောင်းလဲရှိမလဲစီးပွားရေးလူမှုရေးအခြေရေးပညာရေးအစအစရရအတွက်ပေါ့เนาะဗာလေးတွေသင်တို့လေးတွေတည်ဖို့လိုတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ ဇန်နဝါရီပြင်မယ်ဇန်နဝါရီဆိုပေမဲ့ဒါကတော့ collective reading ပေါ့နော်ဒီနေ့က collective reading လေးပါဒီနေ့မှာသုံးသွားပြင်မယ် tag လေးကတော့ဒီမှာ mystical manga tarot tag လေးကိုအသုံးပြုပြီးတော့ collective reading လေးတစ်ခုလောက်သွားပြင်မှာဖြစ်ပါတယ် collective reading ရဲ့ထုံးစံအတိုင်းဒီ energy ကလူအားလုံးနဲ့တော့ကိုင်းညီမှာမဟုတ်ဘူးဒါပေမဲ့လည်းအကောင်းဆုံးပေါ့နော်လူအများဆုံးနဲ့ကိုင်းညီမှုရှိအောင်တော့ကြည့်သွားပေးမယ်နော်အဲ့တော့ဒီ reading လေးကိုကြည့်နေစဉ်အတွင်းမှာ10မိနစ်2မိနစ်လောက်ကြည့်လိုက်တဲ့စဉ်အတွင်းမှာပေါ့နော်ဒီ energy ကတင်တို့လေးတွေရဲ့ energy ကိုခံစားလာရလို့ရှင်ဒါကိုယူပါပေါ့နော်တကယ်လို့ဒီ energy ကတင်တို့လေးတွေရဲ့ energy မဟုတ်ဘူးလို့ခံစားရလို့ရှင် ignore လုပ်သွားလဲရတယ်ဒါမှမဟုတ်လို့ရှင် entertainment သဘောမျိုးလေးဖြစ်ဖြစ်ပေါ့နော်ကြည့်သွားလဲရပါတယ်နော် အဲ့တော့ဒီ collateral reading လေးကိုစတင်ပြီးတော့ဖတ်ပေးမယ်ပေါ့နော်အဲ့တော့အခုလက်ရှိမှာဒီ collateral reading ကိုလာကြည့်တဲ့သူလေးတွေဘာလေးတွေသိဖို့လိုအပ်လဲ transfer ထဲမှာပေါ့နော်ဘာလေးတွေသိဖို့လိုအပ်လဲ အခုလက်ရှိမှာဒီ collective reading ကိုလာကြည့်တဲ့သူတွေနေနော်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အနှောင့်အယှက်လေးရှိရပါတော့အဲ့ဒါအရင်ဆုံးနေနဲ့တွေ့တယ်။နှောင့်အယှက်လေးတွေရှိတယ်ကိုယ့်ရဲ့ဒီစီးပွားရေးမှာအကျိုးမြတ်တွေရဖို့ကိုကမျှော်လင့်နေရတာစောင့်နေရတာနော်ရတဲ့တဲ့အချိန်တန်နေပြီးမရသေးဘူးပေါ့နော်အဲ့အတွက်ကိုကမျှော်လင့်နေတယ်တချို့ဆိုရင်းနှီးမြှုပ်နှံထားတဲ့သူလေးတွေပေါ့နော်ရင်းနှီးမြှုပ်နှံထားတယ်နော်ဝေကြီးပမာဏနည်းရများတယ်မဆိုလို့ဘူး နော်နေသည့်ဖြစ်သည့်ဖြစ်စေများသည့်ဖြစ်စေကိုကတော့ယင်းနှိမ့်နှက်ထားတယ်ဒါပေမဲ့ဒီရဲ့အကျိုးအမြတ်ကိုမရလာသေးတဲ့စီမှာကိုကစောင့်နေတာပေါ့နော်အဲ့ဒီမှာမှတချို့လေးတွေကြတော့ကို့မှာကငွေကြေးအင်အားတောင့်တင်းတာဖြစ်တဲ့အတွက်ဒီအကျိုးမြတ်မရလာလဲအေးအေးဆေးဆေးပဲထိုင်စောင့်နေနိုင်တယ် အဲ့လိုမျိုးလေးဒါပေမဲ့တချို့ကြတော့အော်ဘယ်လိုပြောမလဲနော်ကိုကနေပါတဲ့ငွေကြေးလေးတွေကိုကိုကအရင်ခံပြီးတော့လှုပ်ထားရတဲ့သူလေးတွေဆိုရင်တော့အော်ဘယ်လိုပြောမလဲအဲ့ဒီအတွက်ကိုကနည်းနည်းအတွေးတွေများရတာပေါ့နော်ငါစီစဉ်ထားတယ်ငါမြုံနှံထားတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့အကျိုးမြတ်ရလာပါမလားဘယ်တော့လောက်များရမလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အနေနဲ့စိုးရိမ်ပူပန်နေတာလေးကိုတွေ့တယ်ပေါ့နော်အဲ့ဒီမှာမှာတချို့လေးတွေကြတော့ကိုယ့်ရဲ့ဒီအလောက်ခွင့်ထဲမှာပဲဖြစ်စေနော်ကိုယ့်ရဲ့ဒီစီးပွားရေးလုပ်ငန်းတွေမှာပဲဖြစ်စေ ကိုကိုနှောက်ရှက်ထားတဲ့သူတွေပေါ့နော်အဲ့ဒီသူတွေကိုနော်ဘယ်လိုမျိုးကင်တွေ့ရမလဲဆိုတာတော့သိတယ်နော်ဒီနှောက်ရှက်ထားတဲ့လူတွေကိုလည်းသိတယ်နော်ကိုရဲ့စီးပွားရေးမှာကိုကိုဒီအလုပ်ခွင့်နေတယ်မှာနော်ကိုကိုအဆင်မပြေအောင်လုပ်ထားလို့လည်းသိတယ်ဒါပေမဲ့ကိုကအဲ့ဒါကိုအနိုင်ယူနိုင်မယ်သူတွေရဲ့လှုပ်ရှက်ချက်တွေကိုသိတယ်ပေါ့နော်ကျွန်မအဲ့ဒါမျိုးတွေလည်းတွေ့တယ်အဲနောက်တစ်ချက်ကတော့ဒီ reading ကိုလာကြည့်တဲ့သူတွေတွေက ဘာလို့ပြောမလဲအတွင်းခေါ်တွေတော့ကောင်းတာပေါ့နော်အကျိုးအမြတ်ကနေပါတဲ့ဆိုရင်တော့မှဒီလုပ်ငန်းကိုဘယ်လိုဆက်ပြီးတော့လဲပတ်ရမလဲငွေကြေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုခိုင်တွေရမလဲဆိုတာကို ကောင်းကောင်းသိတယ်ကောင်းကောင်းလုပ်တတ်တယ်ပေါ့နော်အဲ့ဒါမျိုးလေးအတွေးခေါ်ကောင်းတဲ့သူလေးတွေနော်အလုပ်ငန်းကအကျိုးမြတ်နေတယ်ဆိုတာမှဒါအောင်ဘလို့ separate run သွားရမလဲနော်ဘလို့ထိန်းပြီးတော့လုပ်သွားရမလဲဆိုတာသိတယ်အပြည့်စည်ဆုံးရှုံးနေအောင်ကိုယ့်ကိုနှောက်ရှက်တဲ့သူတွေဆိုလို့ရှိရင်ဒီလူတွေကိုဘလို့ကင်တွေရမလဲဆိုတာကိုဒီ reading ကိုလာကြည့်တဲ့လူတွေတွေကသိတာပေါ့နော်ပါနတ်တာပေါ့နော်ကိုယ့်မှာနှောက်ရှက်ရှိနေမှာဒီနှောက်ရှက်ကကိုယ့်ဘဒူနှောက်ရှက်နေတယ်နော်ကိုယ့်ရဲ့ဝင်ငွေလမ်းကြောင်းနေအင်ကန်နေရောဘလို့ဆိုရင်ရလာမလဲဘလို့ဆိုလို့ရှိရင်ရနေတယ်အဲ့ဒါကောက်ကောက်သိတယ်ပေါ့နော်အဲ့လိုလေးတွေ့တယ် ဲ့တော့ဆက်ကြည့်မယ်ပေါ့နော်အဲ့တော့ဆက်ကြည့်မယ်နှလုံးသားရေးရပတ်သက်ပြီးတော့နှလုံးသားရေးရနဲ့ပတ်သက်ပြီးတော့အခုဒီ collective ကိုလာကြည့်တဲ့သူလေးတွေထဲမှာ single လေးတွေပါခဲ့တယ်ဆိုရင် single လေးတွေကလေ co crop မှာ crop ပဲเนาะတခြားလူကိုမလို့ချင်ဘူးတဲ့เนาะအဲ့ဒါမျိုးတွေ့တယ် ကိုမြှောင်နေနေတဲ့သူကိုပဲလိုချင်ပါတယ်အဲ့လိုမျိုးတွေ့တယ်ဒီလူနဲ့ပတ်သက်ပြီးတော့ဒီအများကြီးပဲကိုကနာကျင်ရမယ်ဆိုတော့မှသူ့ကိုပဲဆက်ပြီးခရက်နေအောင်မယ်ပေါ့နော်ကျွန်မအဲ့လိုမျိုးလေးတွေ့တယ်နာကျင်ရစေဆက်ပြီးခရက်เนาะဒီခရက်နဲ့ပတ်သက်ပြီးအိမ်မပြောရတာတွေရှိရင်လည်းဆက်ပြီးခရက်မှာပဲချစ်နေအောင်မှာပဲကျွန်မအဲ့လိုမျိုးတွေ့နော်နောက်ကူကတော့ဗာလဲဆိုတော့တချို့လေးတွေကြတော့ဒီ single လေးတွေပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့ကိုရဲ့ crack ကိုကိုကအာ crack နေချင်နေနေမှာပဲကိုလုံးဝမဲ့အလုပ်တွေလည်းလုပ်နေတယ် နော်ကိုယ့်ရဲ့ဒီမှန်ချက်တွေငွေကြေးတွေနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်စူးစမ်းနေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်း လုံလဆလေးတွေလုံနေတော့မယ်ပေါ့နော်အဲနောက်တစ်ခုကကျတော့တချို့ single လေးတွေကြတော့လေလက်ရှိမှာငွေကြီးလက် stable ဖြစ်နေတယ်နော်ကိုဘွားမှာလည်းလိုချင်တဲ့အရာတွေအားလုံးလေးပြည့်စုံနေတာဖြစ်တဲ့အတွက် crack ကိုတော့ crack နေတာတိတ်ပြီးတော့စိုးရိမ်မပူပန်နေနေဘူးပျော်ပျော်ရွှင်ရွှင်လေးနဲ့ crack နေတယ်တငယ်ချင်းတွေပေါ်လာရင်လည်းတွားရင်လာရင်ပျော်ပါရင်လည်းပဲကိုရဲ့ crack လေးကိုကိုကဆက်ပြီးတော့ crack နေတော့ပေါ့နော်အဲ့ဒါမျိုးလေးတွေ့တယ်နော်နောက်ပြီးတော့ဒီ single လေးတွေကလေဘာလို့ပြောမလဲစိတ်နှလုံးသားနှူးညံ့ပြီးတော့ပျော်ပျော်နေတတ်တဲ့သူလေးတွေပေါ့နော်ကျွန်မအဲ့ဒါမျိုးတွေ့တယ်အဲ့တော့ ကိုရဲ့ crack ကိုတော့ကိုသဘောကျတယ်နောက်သူနဲ့ပတ်သက်ပြီးပြန်မှန်းရရင်လည်းဆက်ပြီးချေအောင်မယ်ဒါပေမဲ့လည်းကိုရဲ့ဒီဘဝအခြေအနေမှာတော့ငွေကြီးအတွက်တို့တခြားရတို့အတွက်ပေါ့နော်ကိုလုံးရမယ့်အရာတွေတော့လုံနေနေမှာပဲကိုချရတဲ့သူကိုသဘောကျတဲ့သူကိုလည်းဆက်ပြီးသဘောကျနေတော့ပေါ့နော်ကျွန်မအားမျိုးလေးတွေ့တယ်အဲ့တော့ဆက်ကြည့်မယ် single လေးတွေထပ်ပြီးပြီးဆိုရင် relationship တမားလေးတွေပေါ့နော် relationship တမားလေးတွေ ဲ့တော့ relationship မားလေးတွေကြတော့လေကိုရိုနှစ်ယောက်ရဲ့ဆက်ဆက်ရေးမှာပေါ့နော်အရှိကာလာမှာတယောက်နဲ့တယောက်နဲ့ကြားမှာ portrait တွေနော်ပြီးလို့ရှိရင်ရံပွဲလေးတွေရှိရင်အဲ့ဒါတွေပြီးဆုံးချက်လာတလားအဲ့ဒါတွေပြီးဆုံးချက်ပြီးတော့အေးအေးတာပဲဒီ relationship ကိုဖျက်ဆီးခြင်းလေနော်ကိုရဲ့ဒီ relationship နဲ့ပဲဖြစ်စေကိုရဲ့ partner နဲ့ပဲဖြစ်စေကိုကအမှန်တရားကိုလိုချင်တယ် နော်မမှန်ကကန်မဲသွားချင်တယ်လင်ညာရတာမျိုးကိုလည်းမကြိုက်ဘူးကိုရဲ့တစ်ဖက်လူကလင်ညာတာမျိုးလည်းကိုကဒီအခုလက်ရှိမှာမခံချင်ဘူးပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုတော့လေဒီအချစ်အိမ်နဲ့ပတ်သက်ပြီးတော့တချို့ relationship မှာလေးတွေကြတော့ကိုချစ်သူလားမှာအာမြန်မြန်ဆန်ဆန် ရနေချင်တာပေါ့နော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့တချို့ relationship မားလေးတွေ啊လေ LDIS လေးတွေပေါ့နော် LDIS လေးတွေပေါ့နော် long distance relationship မားလေးတွေပါတယ်ဆိုလို့ရှိရင်ကိုချစ်သူနားကိုကိုလှင်လင်းလင်းလင်းသွားချင်နေတာမျိုးလည်းတွေ့တယ်။ဒါချစ်သူကိုတရားနေတယ်ချစ်သူကိုစိတ်မချဘူးချစ်သူနားကိုသွားချင်တယ်เนาะပြီးဆုံးခဲ့တဲ့အတိတ်မှာချစ်သူနဲ့ကိုနဲ့ကြားမှာ နာကျင်ရတာတွေအဲအတိုက်ခိုက်တွေเนาะဒါမှမဟုတ်လို့အတိုက်ခိုက်မဟုတ်နာမှာနှစ်ယောက်ကြာမှာပြိပခလေးတွေဖြစ်ရင်အဲ့ဒါကိုအတိတ်တဖန်ပြန်လဲကောင်းဖို့နဲ့ relationship ဖြစ်ပြန်မိစတင်ခြင်းလေနော်တချို့ break up ဖြစ်တာတဲ့သူတွေပါမယ်ဆိုလို့ရှင်လည်းအစ်စ်ပြန်ဖြစ်ချင်တယ်ပေါ့နော်ပြန်ပြီးတော့ဆက်ဆက်ရေးကိုအစ်စ်ကောင်းမွန်တဲ့ဆက်ဆက်ရေးကိုပြန်ပြီးသွားချင်နေတာမျိုးပေါ့နော်ကျွန်မအားမျိုးတွေ့တယ်နော်ပြီးတော့ကိုယ့်ရဲ့ဒီ relationship နဲ့ပတ်သက်ပြီးတော့အမှန်တရားတွေကိုလည်းကိုကသိချင်တာပေါ့နော်တယောက်နဲ့တယောက်နဲ့ကြားမှာလှုပ်ဝှက်ချက်တွေထားတာမျိုးလည်းမလို့ချင်ဘူး နောက်တစ်ခုကတော့ပြပြရွှေရွှေနဲ့သွားခြင်းတာပေါ့နော်နှစ်ယောက်သားရဲ့အခြေအနေကိုပြပြရွှေနဲ့သွားခြင်းနဲ့ဒီမှာ the sun ဒီမှာ the fool တယောက်တယောက်အယူမှုချင်းရင်နော်တယောက်တယောက်အယူမှုချင်းရင်ပြပြရွှေရွှေနဲ့ပဲသွားခြင်းနဲ့နော်ပြီးတော့ဒီချစ်ခြင်းကိုပြပြစုံတဲ့ချစ်ခြင်းမျိုးပဲဖြစ်စေခြင်းနဲ့တယောက်တယောက်စိတ်ဆိုးနေတာတွေတယောက်တယောက်ရင်နေတာတွေတယောက်တယောက် control လုပ်တာတွေအဲ့ဒါတွေမလို့ခြင်းမူနှစ်ယောက်ကြားမှာအဆင်ပြေပြေညှိနှိုင်းနေတယ်ပဲနေသွားခြင်းနဲ့ပေါ့နော်အဲ့ဒါမျိုးတွေ့တယ်နော်ဒီမှာကြတော့ဗာလဲ7 on panic the umbra အဲ့တော့တချို့ relationship မှာလေးနေဆိုရင်ကိုယ့်ရဲ့တစ်ဖက်လူကိုကိုကလေတကယ်ဟိုမင်းသားလေးမင်းသမီးလေးလိုမျိုးပဲကိုကအာထားပေးချင်တာပေါ့နော်ကိုရဲ့စိတ်ရင်လေးပေါ့နော်ပြိပခါရှိခဲ့တယ်သူနဲ့ကိုနဲ့ကနှစ်ယောက်ပေါ့နော်ဒီဝေးသွားတဲ့အခိုက်အတန့်လေးတစ်ခုရှိခဲ့တယ်ဆိုတာမှပြန်လဲပြီးတော့သူ့နားကိုသွားခြင်းနဲ့နော်သူ့ကိုအဆင်ပြေအောင်သူနော်စိတ်ရောကိုပါ ချမ်းသာရအောင်စင်ပြေရအောင်တော့လုပ်ဝေခြင်းနဲ့စိတ်ဆန္ဒလေးတွေတော့ relationship မှာလေးတွေမှာဖြစ်နေတယ်။နောက်တစ်ခုကတော့ပြောသလိုပေါ့ပြည့်ပြည့်စုံတဲ့ချက်ချင်းကိုအတူတူတိစောက်သွားကြတာပေါ့နော်။နှစ်ယောက်ကြာမှာပြိပခါတွေဖြစ်ရတာမျိုးမဖြစ်စေချင်ဘူး။တယောက်နဲ့တယောက်နဲ့ညှိနှိုင်းနေတဲ့သွားကြတယ်။ဒီမှာ the sun ဒီမှာ the fool ဒီမှာ the wall ဆိုတော့လေအဲ့လိုမျိုးလေးပေါ့နော်။အဲ့တော့ဆက်ကြည့်မယ်။ဒီ collective reading လေးကိုလာကြည့်တဲ့သူလေးတွေ ဒါက collective reading လည်းဖြစ်တယ် timeless reading မှာပေါ့နော်ဘယ်ချိန်မဲကြီးကြီးဘယ်ချိန်ကြီးကြီးဆိုပေမဲ့လေအာဒီကာလအတွက်ကိုကျွန်မပို့ပြီးရတာဖြစ်တဲ့အတွက် collective reading အနေနဲ့ပဲသုံးလုံးလိုက်မယ်နော် collective reading လေးပါအဲ့တော့လူမှုရေးအပိုင်းမှာတော့ဒီ collective reading ကိုလာကြည့်တဲ့သူလေးတွေပေါ့နော်ကိုကိုလေးဟိုဘယ်လိုပြောရမလဲချစ်ခင်ရတဲ့တငယ်ချင်းတွေရှိပါစေနော်ဘယ်လိုမျိုးကိုနာမကောင်းတဲ့မိတ်ဆွေပေါင်းသင်းတွေရှိနေမှာပဲကိုလက်တလုံးမှာလေအာ တိတ်ပြီးတော့သူတို့နဲ့စကားလည်းမပြောချင်ဘူးเนาะကိုကကိုပဲနေချင်တယ်เนาะအဲ့လိုမျိုးပုံစံလေးတော့ရှိတယ်နောက်ပြီးတချို့ကြတော့ဗာလဲဆိုတော့လေအခုလက်ရှိကိုနဲ့ခင်နေတဲ့တငယ်ချင်းကကိုပေါ်မှာဘလောက်ပဲကောင်းမစေအတိတ်ကပေါ့နော်ကိုရဲ့တကယ် best friend ကိုတရားနေတာမျိုး เนาะဒီ best friend ကလည်းအာကိုကိုပေါ့เนาะစိတ်ဆိုးပြီးထွက်သွားတာမျိုးများဖြစ်ခဲ့တယ်ဆိုလို့ရှင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကနောင်တရတာเนาะငါဒီစကားလေးမပြောလိုက်မင်းကောင်းတာငါဒီလိုမျိုးလေးမပြုမှုလိုက်မင်းကောင်းတာငါဒီလိုလုံလိုက်တဲ့အတွက်ငါရဲ့ best friend ကငါစီကနေထွက်သွားတယ်ပေါ့เนาะအဲ့လိုမျိုးပုံစံလေးကိုခံစားနေရတယ်เนาะဘလို့ပြောရမလဲကိုကမစိုးစလားအပြစ်လေးပဲဖြစ်ဖြစ်လုံးမင်းနာမှာအဲ့ဒီအပြစ်ပေါ်မှာထက်ခါထက်ခါနာကျင်နေတာပေါ့နော်အခုလက်ရှိမှာကိုနာမှာမိကောင်ဆွေကောင်းနေရှိတယ်ဒါပေမဲ့အဲ့ဒါကိုကိုကအာဘလို့ပြောမလဲဘလို့ မချိနှက်ဘူးပေါ့နော်မချိနှက်ဘူးဆိုတာဒီလိုမျိုးလေဒီမိကောင်ဆွေကောင်းနေနားမထက်ကိုကိုရဲ့ဒီဆက်ဆက်ရေးတစ်ခုပြတ်သွားတယ်ဒီ background ကိုပဲပြန်ပြီးတတိရတာเนาะပြောမှဆိုတန်ရုံးစင်ကြီးတာပေါ့เนาะအဲ့ဒါမျိုးပုံစံလေးနဲ့တွေ့တယ်ဒီမှာကျတော့ခင်းတော့ဆော့ဒီမှာကျသတ်မှတ်ကြည့်ရှင်အဲ့ဒီတော့လူမှုရေးမှာကိုကလေပြောမှဆိုအပေါင်းအသင်းရှိတယ်ကိုကိုခင်းချင်တဲ့လူတွေလည်းရှိတယ် ကိုပြောတာလက်ခံကြရတယ်သူတွေကဒါပေမဲ့ကိုကိုနိုင်ကဖြစ်နေတာနော်ကိုကိုနိုင်ကလူကိုရွေးချယ်နေတာဟိုလူနဲ့ပဲပေါင်းချင်တယ်လို့ဒီလူနဲ့ပဲတွဲချင်တယ်လို့နော်အဲ့ဒါမျိုးဖြစ်နေတာအခုလက်ရှိကာလမှာဆိုဘလို့ခံစားနေရလဲဆိုတော့လေအကိုရဲ့ဒီဆက်ဆက်ရေးတခုပြတ်သွားတဲ့တငယ်ချင်းကိုတူတူဆက်ဆက်တတိယနေတာမျိုးနော်သူနဲ့ဆက်ဆက်ရေးပြန်ပြီးတော့အပြေးလဲချင်နေတာမျိုးနော်ဟာဒီလိုမျိုးသူနဲ့ဟို ဟိုပြောမယ်နော်ဒီဆက်ဆက်ရေကိုဖြတ်လာရတာမှန်ရဲ့လားဆိုတော့ဖြစ်နေတယ်နောက်ပြီးတော့ကိုယ်ရဲ့စိတ်ဆန္ဒမှာဘာဖြစ်နေလဲဆိုတော့ဒီတငငချင်းနဲ့ပြန်ပြီးတော့တွေးခြင်းနဲ့ခင်းခြင်းနဲ့နော် magician ပေါ့နော်ဒီ magician လိုမျိုးကိုယ်လုံးတမျှပြောတမျှအစဉ်ပြေပြီးတော့ကိုယ်တငငချင်းနဲ့ကိုယ်နဲ့လည်းပြန်ပြီးတော့အစဉ်ပြေစေခြင်းနဲ့ပေါ့နော်ပြေခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးလေးတွေတွေးအဲ့ဒါဆက်ကြည့်မယ် ဲ့တော့ဒီလူမှုရေးပေါ့နော်လူမှုရေးအပိုင်းမှာနေနောက်ထပ်ဘာလေးတွေထပ်တွေ့လဲဆိုတော့ကြည့်မယ်နော်နောက်ထပ်ဘာလေးတွေထပ်တွေ့လဲဆိုတော့ကိုယ်နဲ့တကယ်ကိုကိုယ့်ပေါ်မှာကောင်းမွန်တယ်လေတငယ်ချင်းတွေရှိတယ်မိတ်ဆွေတွေရှိတယ်ကိုယ့်အနာမှာကိုယ့်ကိုအားပေးတာကိုယ့်ကိုနှစ်သိမ့်တာနော်ကိုတကယ်ကိုမေတ္တာ928မှာမှာတကယ်ကိုကောင်းမှုပြီးတော့လာခင်တဲ့သူတွေရှိတယ်เนาะအဲဒီလူတွေနဲ့အတူတူလဲကိုက project တွေဆိုအတူတူလုပ်လို့အဆင်ပြေသွားတာမျိုး နော်အစီပွားရေးတွေအတူတူလုပ်လို့အကျိုးမြတ်တွေတူတူရလို့ပြောရှင်ရတာမျိုးအဲ့လိုမျိုးလည်းတွေ့တယ်နော်တချို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီတငယ်ချင်းကကိုယ့်ကိုတော်တော်ကြီးကိုချစ်တာပေါ့နော်အခုပြောရှင်မှုကိုအစဉ်ပြေဖို့အဲ့လိုမျိုးတွေထိတာမှရှိနော်လုပ်ပြီးတယ်ဒါပေမဲ့ကိုကိုနှိုက်ကကိုယ့်ရဲ့ဒီပြီးဆုံးခဲ့တဲ့ဆက်ဆံရေးကတငယ်ချင်းနော်ကိုယ့်ရဲ့ best friend တွေကိုပဲကိုကဟိုတန်ရောစင်မပြတ်နိုင်ပေါ့နော်အဲ့လိုမျိုးတွေ့အာနောက်ပြီးတော့ဒီလူမှုရေးပိုင်းပါလေအာနည်းနည်းပေါ့နော်ကိုကလေကိုခင်ချင်တဲ့လူပဲခင်တာ ိုမျောနေတဲ့လူနဲ့ပဲစကားပြောချင်တာအဲ့ဒါမျိုးလေးတော့နည်းနည်းရှိတယ်။နောက်ပြီးတော့ပြောသလိုပဲအတိတ်ကတငယ်ချင်းကိုပြန်ပြီးစောင့်နေတဲ့အတိတ်ကမိတ်ဆွေပေါ့နော်အဲ့ဒါမျိုးလေးပြန်လာမလားလို့မျောနေတယ်။တချို့ကျတော့လေရေချာမြင့်ချာမှာကိုရဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်ဒီတငယ်ချင်းတွေကိုနားစီလာမလားရောက်လာမလားလို့မျောနေတာပေါ့နော်အဲ့ဒါမျိုးအဲအဲ့ဒီမှာမှတချို့ကျတော့လေလူမှုရေးအပိုင်းမှာကိုကတော်တော်ကြီးကိုသူတပါးတွေကိုကိုကဟိုဘယ်လိုပြောမလဲလှမ်းမိုးနိုင်တယ်ပေါ့နော်ကို့မှာပါဝါတစ်ခုရှိတယ်เนาะအပေါင်းသင်းဆက်တယ် နော်တော်တော်များများကိုပြောတာလက်ခံတယ်ဒီ reading ကိုလာကြည့်တဲ့အမျိုးသားလေးဖြစ်စေအမျိုးသမီးလေးဖြစ်စေနော်တကယ်ကိုနုမှုရေးဆက်ဆက်ရင်းနဲ့ပဲမှာတကယ်ကိုဟိုပြမယ်အထာကြတာပေါ့နော်ပေါင်တက်တင်တက်တယ်နော်ဒါပေမဲ့လေပေါင်တက်တင်တက်တာတကံလားကိုကိုလည်းလူချင်းလူခင်များပြီးတော့ကိုပြောတာသူများလက်ခံတာတကံလားကိုရဲ့တကယ်အတွင်းစိတ်ထဲမှာကြတော့ကိုတကယ်ခင်ရတဲ့သူကိုပဲကိုရဲ့ဒီဘလို့ပြောမလဲနော် VIP ပေါ့နော် VIP တကယ်ချင်းမဲ့ထားပါတော့အဲ့လိုမျိုးထားခြင်းနဲ့အကုန်လုံးကိုတော့ဒီလုံးဝအရန်ခင်မြင်ရတဲ့ဆိုတော့ ဟိုလာထဲမှာမထည့်တာအုပ်စုထဲမှာကိုမထည့်ဘူးပေါ့နော်အဲ့ဒါလည်းကိုရဲ့စိတ်ပေါ့နော်ဒေရီကိုလာကြည့်တဲ့သူတွေရဲ့စိတ်ဒီမှာလည်းဒီလိုပဲ deliver ကြရတယ်ဒီမှာကြ true okay အဲ့တော့လေဒီ reading ကို collective reading ကိုလာကြည့်တဲ့သူတွေနော်တင်တို့လေးတွေတချို့ဆိုလို့ရှင်နေတင်တို့လေးတွေအခုဒီမိတ်ဆွေတငယ်ချင်းတွေနေမှာမှာတင်တို့လေးတွေကအမျိုးသားလေးတွေပေါ့နော်ဒီ reading ကိုလာကြည့်တဲ့သူအမျိုးသားလေးတွေဆိုရင်တင်တို့လေးတွေရဲ့ဟိုဘယ်လိုပြောမလဲဖူးစဘက်ပေါ့နော်ဒါမှမဟုတ်လို့ရှင်ချစ်သူကဒီအခုတင်တို့လေးတွေတွေ့နေတဲ့မိတ်ဆွေတငယ်ချင်းမိန်းကလေးတွေကဖြစ်နိုင်တယ် နော်ဒီ collective reading ကိုလာကြည့်တဲ့သူကအမျိုးသမီးလေးတွေဆိုလို့ရှိရင်တင်းတို့လေးနေနဲ့အတွေ့ရမယ်ပေါ့နော်ဒီ left light ကိုသွားမဲ့သူကတင်းတို့လေးတွေရဲ့အနာမှာရှိနေတဲ့အမျိုးသားလေးတူဖြစ်နိုင်တယ်ဒီအမျိုးသားလေးကတော့အခုကတော့ friendship ပေါ့နော် friend zone လေးမှာပဲရှိနေတယ်နောက်တစ်ဆင့်ကတော့မတက်အသေးဘူးဒါပေမဲ့သူကတင့်ကိုလေးတော်တော်ကြီးကိုနော်ဂယူဆိုင်တယ်နော်အဲ့လိုမျိုးအဲ့လိုမျိုးလေးတွေတွေ့ထားတယ်နော်အဲ့တော့ဆက်ကြည့်မယ် ရတော့ဒီ reading ကိုလာကြည့်တဲ့သူလေးတွေပညာရေးအခြေအနေကိုတစ်ချက်ကြည့်လိုက်တယ်ပေါ့နော်ပညာရေးအခြေအနေတစ်ချက်ကြည့်တဲ့ခါကျအဲ့မှာဘာတွေ့လဲဆိုတော့လေဒီမှာခွင်းတော့ခွင်း4တော့ခွင်းအဲ့တော့ကိုရဲ့ဒီပညာရက်တွေနဲ့ပတ်သက်ပြီးတော့လေကိုကအမြင်သွားတာမျိုးเนาะဟိုအဆင်ပြေသွားတာမျိုးကိုရဲ့ပညာရက်များကိုကပိုင်နိုင်ပိုင်နိုင်အောင်ထူးချွန်သွားတာမျိုးအဲ့ဒါမျိုးတွေ့တယ်။နောက်တစ်ခုကျတော့ဆရာကောင်းသမားကောင်းနဲ့လည်းတွေ့တယ်ပေါ့เนาะကိုလိုချင်တဲ့ပညာကိုတည်တည်ချာချာလေးသင်ပေးနိုင်တဲ့ဆရာသမားကောင်းနဲ့တွေ့တယ်အဲ့ဒါမျိုးလည်းတွေ့တယ်။ အဲဒီမှာမှတချို့လေးတွေကြတော့ကိုတက်ဖို့ရည်ရထားတဲ့သင်တန်းတကူတကယ်တကယ်ကြတော့အစီအစဉ်ပြတ်ပြီးတက်ဖြစ်သွားတာတကူအဲ့ဒါမျိုးเนาะကိုဒီပညာရေးနဲ့ပတ်သက်ပြီးကိုသွားချင်တဲ့နေရာတနေရာကိုရောက်လာရတဲ့နေရာတနေရာပေါ့เนาะအဲ့ဒါမျိုးလေးတွေဖြစ်တတ်တယ်ပေါ့เนาะဒီကာလမှာအဲ့ဒါမျိုးလေးတွေတွေ့တယ်နောက်တစ်ခုကတော့ဒီတူးလေးပေါ့နော်ဒီပညာရက်တွေနဲ့ပတ်သက်လို့ရှင်လေးလာတာထပ်ဆိုင်ကိုရတငယ်ချင်းတွေနဲ့အတူတူလေးလာရင်တော့ပိုပြီးကောင်းမယ်တရားနဲ့တရားနဲ့အကြံဉာဏ်တွေဖလှယ်နေပေါ့နော်အဲအဲ့လိုမျိုးလေးရှိတယ်ဒါပေမဲ့ဒီပညာရက်ပိုင်းဆိုင်ရာမှာ ကိုကလေအာယုံစိတ်တော့တိတ်ပြီးတော့မထည့်နိုင်ဘူးတချို့လေးတွေတချို့လေးတွေဘာလဲဆိုတော့အချစ်ရေးပတ်ကိုစိတ်ရောက်နေလို့နော်ပညာရေးကံလေးတွေကတော့ကောင်းတယ်နော်ပညာရေးမှာထူးချွန်တဲ့သူလေးတွေပဲဒါပေမဲ့အချစ်ရေးမှာနေဝင်နေတာပေါ့နော်အဲ့လိုမျိုးလေးတွေဒီတလောမှာစာမလုပ်ချင်ဘူးချစ်သူเจ้าဝင်စားနေတယ်နော်အဲ့လိုမျိုးလေးလည်းတွေ့ထားတယ်အဲနောက်တစ်ခုကျတော့ဘာလဲဆိုတော့လေ ဒီတချို့လေးတွေကြတော့ဒီတက်နေကြတဲ့နန်းအနေမတက်ချင်ဘူးကျွန်မပြောတော့ဟောအစ်စ်ကိုသွားချင်တာမျိုးတက်နေကြတင်နေကြဆရာကိုကိုကသဘောမကျနေတာဗောနောကိုကကိုစိတ်အခက်မတက်နေဖြစ်နေတာအဲ့ဒါမျိုးလေးအမှန်တော့ဆရာကမကောင်းလားဆိုတော့ကောင်းတယ်ကိုကနောက်ထပ်တစ်ခုတက်ချင်တာမျိုးเนาะနောက်တင်တဲ့တစ်ခုသွားချင်တာမျိုးအဲ့ဒါမျိုးလေးတော့ရှိနေအဲ့ဒါဆက်ကြည့်မယ် ကျမ်းမာရေးပိုင်းနဲ့ပတ်သက်ပြီးတော့ဒီ reading ကိုလာကြည့်တဲ့သူတွေလေကျမ်းမာရေးပိုင်းကတော့တိတ်ပြီးတော့မစိုးဝါဘူးပေါ့เนาะကျမအားမျိုးတွေ့တယ်။နောက်ကျမ်းမာရေးမှာစိုးစိုးဝါဝါကိုပုံမှန်ဒန်ရအနာတရနော်နာဖျားရတာတွေအဲ့လိုမျိုးလေးတော့မတွေ့ဘူးကောင်းမွန်နေเนาะတနောင်မြူပဲပေါ့เนาะစိတ်သွားတိုင်းကိုပါနေတယ်အချိန်လေးပါเนาะဒါပေမဲ့အတွင်းလေးနည်းနည်းများတာကိုရှော့ပြီပေါ့เนาะအတွင်းများနေတယ်ဘာလို့တွေးလို့တွေးနေမှမသိဘူးဘလို့အကြောင်းတွေးလို့တွေးနေမှမသိတငယ်ချင်းဘယ်တတိယနေတလို့လို့ နော်ချစ်သူပဲတတိယလေးဒီလိုလိုအဲ့ဟာမျိုးပေါ့နော်အဲရတချို့ဆိုအဝေးမှာရှိနေတဲ့ဒီ reading ကိုလာကြည့်တဲ့သူတွေလို့ဆိုအဝေးကနေအဲရမိဘကိုလွမ်းနေတယ်မောင်နှမကိုလွမ်းနေတယ်ဆရာသူထားခဲ့ရလို့လွမ်းနေတယ်နော် best friend တွေကိုလွမ်းနေတယ်အဲ့ဟာမျိုးပေါ့အဲ့ဟာမျိုးတွေအတွေးတွေကတော့ဘောင်းဆောင်ဖြစ်နေတယ်ဒါပေမဲ့လူကတော့တဏှာမြေပဲကောင်းမွန်နေနော်ပြီးတော့ဒီဘယ်လိုပြောရမလဲကိုယ့်ရဲ့ဒီစက်မိုင်းရင်းနဲ့ပတ်သက်ပြီးတော့လေကိုကိုကိုဘယ်လိုနေထိုင်ရမလဲဆိုတော့ကောင်းကောင်းသိတယ်ပေါ့နော်ကိုကိုကိုဂရုစိုက်ရမှာဆိုတော့ကိုသိတယ်နော်အဲ့ဟာမျိုးတွေတွေ့တယ်အဲ့ဒါဆက်ကြည့်မယ် အဲ့တော့ဒီဗီဒီယိုကိုလာကြည့်တဲ့သူလေးတွေအခုလက်ရှိမှာပေါ့နော်တင်းတို့လေးတွေကန်တရားတွေကတိတ်ပြီးတော့စူးဝါးနေတဲ့ဟာမျိုးလေးလှုပ်လှုပ်ခတ်ခတ်တော့ကျွန်မတွေ့ဘူးပေါ့နော်အဲ့တော့တင်းတို့လေးတွေအခုဒါဒီလိုအခြေအနေမှာတင်းတို့လေးတွေလှုပ်တဲ့အရာလေးတွေဘာလေးတွေရှိလဲပေါ့နော်အဲ့ဒါကိုကြည့်မယ်အဲ့တော့တင်းတို့လေးတွေအခုချိန်မှာဘာလို့လှုပ်တဲ့လဲဆိုတော့အာကိုကလေ နော်ကိုရဲ့ဒီအခြေအနေနဲ့ပဲဖြစ်စေလူမှုရေးနဲ့ပဲဖြစ်စေဘယ်သို့သောအရာနဲ့ဖြစ်စေမတွေ့ဝင်နေနဲ့ကိုသွားချင်တဲ့လမ်းကြောင်းကိုတတင်းမမတ်သွားနော်ကို့အနာမှာကိုကိုတကယ်ချစ်လို့လာပေးတယ်နော်928ပဲဖြစ်စေ1500ဖြစ်စေမေတ္တာလာပေးတဲ့သူတွေရှိတယ်နော်အဲ့ဒီမေတ္တာလာပေးတဲ့သူတွေကလည်းတကယ်ကိုကိုကိုအေးချမ်းမှုကိုပေးနိုင်တဲ့သူတွေနော်ကိုကသာဒီလူတွေကိုအရေးမလုပ်တာကိုဘွားကိုလမ်းကြောင်းသွားနေတာမျိုးပေါ့နော်ကိုကကိုအရှင်ပြင်းပြင်းနဲ့ကိုသွားချင်တဲ့အရာတွေကိုကလှုပ်ချင်နေတာဒါပေမဲ့ကို့အနာမှာတော့ကို့ကိုတကယ်ကို ခင်မင်ပြောတကယ်ကိုကောင်းမွန်တဲ့သူလေးတွေပဲကျွန်မတွေ့တယ်เนาะဒီနေ့ reading ကိုဒီ collective reading ကိုလာကြည့်တာလေအာ 928မြတ်တာပေါ့နော်အဲ့ဒါကိုပို့ပြီးတွေ့ရတယ်ကတ်လေးတွေဆွဲလိုက်တိုင်းမှာဘလို့ဖြစ်လဲဆိုတော့ဒီ reading ကိုလာကြည့်တဲ့သူတွေနားမှာတကယ်ကိုမဲဆွေကောင်းလေးတွေရှိတာမြင်တယ်ဒါပေမဲ့ကိုကဒီနောက်ထပ်ရောက်လာတဲ့သူကိုယုံကြည်မရှိရလဲပါတာပေါ့နော်ယုံကြည်မရှိဘူးကိုရဲ့တကယ်ကိုဆက်ဆက်ရင်ပြတ်သွားတဲ့တငယ်ချင်းတွေကိုပဲတတိယနေတယ်အမှန်တော့ဒီနောက်ထပ်ရောက်လာတဲ့သူကလည်းသူ့ဟာနဲ့သူ့အထိုင်လျာကိုပေါ်မှာကောင်းတယ်တကယ်ကိုစစ်မှန်တဲ့ soul mate ပေါ့နော်ဒီ friendship ဆိုတာမှာ soul mate energy လေးတွေပါတယ် ကိုပေါ်မှာညာတာတယ်ကိုပေါ်မှာနားလည်ပေးတယ်เนาะဒါပေမဲ့ကိုကအယုံကြည်မရှိတာပေါ့เนาะအဲ့ဒါမျိုးလေးတွေတွေ့တယ်အဲနောက်ပြီးတော့ဒီလိုလူတွေနဲ့ကိုကစုံရတာလေလေဒီကန့်ချမကြောက်ပေါ့နော်သူနဲ့ကိုနဲ့ရေဆက်တွေရှိလို့ရှေးရှေးဘဝကရေဆက်တွေရှိခဲ့လို့ဒီချိန်မှာလာပြီးတွေ့ဆုံရတာဒီလိုလူတွေနဲ့လက်ခင်ရတာပေါ့နော်အဲ့မှာမှာတချို့ဆိုလို့ရှင်အကူမလက်ခင်ရတဲ့ဒီလူကြောင့်ကိုကအချိန်နေကောင်းတစ်ခုတော့ကိုကရောက်သွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးနော်အနေထားတစ်ခုကိုကောင်းကောင်းမွန်မွန်ကိုရောက်သွားနိုင်တယ်ကောင်းသွားနိုင်တယ်ခွင်းတော့ဝင်ခွင်းတော့ကတ်နော်အေးတော့ကတ် နော် the high princess ဆိုတော့လေလုံးဝဒီကိုမဝါနဲ့ပတ်သက်ပြီးတော့အမျိုးသားလေးဖြစ်စေမျိုးသမီးလေးဖြစ်စေနော်စိတ်ခံစားချက်တွေကောင်းလာတာမျိုးအခွင့်အလမ်းတွေရလာတာမျိုးပေါ်ကျွေးွားပြီးပြည့်စုံခြင်းနေပေါ့နော် နောက်ပြီးတော့မှ the high princess ဆိုတော့လေအာဘယ်လိုပြောအောင်လဲကိုယ့်ရဲ့ဒီတကူရင်နဲ့ပတ်သက်ပြီးတော့နော် ကုကုကိုချင်းချင်းနာနိုင်တယ်သုံးသက်လာနိုင်တယ်ဘလို့အကောင်းဆုံးနေလောက်အောင်လဲဆိုတာတည်လာတယ်ဒါကလည်းဘာလဲဆိုတော့ကို့အနာကိုရောင်းလာတယ်စစ်မှန်တဲ့ဒီမိတ်ဆွေကြောင့်ပေါ့နော်အဲ့လိုမျိုးတွေအဲ့လိုဆက်ကြည့်မယ် ဲဒါဒီ collective reading ကိုလာကြည့်တဲ့သူလေးတွေပေါ့နော်သင်တို့လေးတွေအတွက်ဒီ tarot deck လေးရပါပေါ့နော်ပါလေး blessing နေနဲ့ပေးထားလဲပေါ့เนาะကျွန်မအားလေးကိုကြည့်မယ်အဲ့တော့ blessing နေနဲ့ပေးထားတာဘာရှိလဲဆိုတော့ဒီမှာ01 oh justice the emperor temperate oh အရန်ကောင်းနေเนาะ ဒီမှာကဗာလဲနိုင်ရောဝင်နိုင်ရောဝင်တစ်ခုပဲဒီမှာနည်းနည်းပေါ့เนาะ negative ဘက်ကိုသွားတာပေါ့เนาะ negative ဘက်ကိုသွားတာခြံတဲ့ဟာတွေအားလုံးကတော့အရင်ကောင်းနေဒီမှာဆက်ကြည့်လိုက်မယ်เนาะ o 201 201 301 tan ဘောလဲ error so အဲ့တော့ ဒါကိုကျမကလေဒါကိုဘာကိုပြောချင်လဲဆိုတော့ဒီ collective reading ကိုလာကြည့်တဲ့သူတွေ blessed အနေနဲ့ကျတော့သင်တို့တွေအတွက်လက်တတော်ကာလမှာကံချင်နေကောင်းနေတယ်ပေါ့နော်။အောင်မြင်ခြင်းတွေရရှိဖို့အတွက်နော်ကိုယ့်ရဲ့ဘဝကိုမမှန်ကကန်ရွေးချယ်ဖို့နော်ဟိုဒီစဉ်းစားတွေးတောမဲ့ဟာတွေမမှန်ကကန်လို့ဆောင်ဖို့တော့လိုတယ်။နော်ပြီးတော့ကို့မှာလေဒီကံအခွင့်လန်းလဲကောင်းတယ်လို့ကိုကိုရာရဲ့ညံကလည်းတင်းတင်းတသိမ့်လောက်သွားနိုင်တယ်။ ပေါ့နော်အဲ့လိုမျိုးညာအားလဲရှိတယ်နော်တခုပဲအဲ့ဒါဘာလဲဆိုတော့ negative ဘက်သွားတဲ့ကက်ကတော့ဒီအောက်မှာကြီးကျလာတယ်ဆိုပေမဲ့ဒီအပေါ်က၅ကက်လုံးက positive ပေါ့နော်အဲ့ဒါမျိုးနော်အဲ့ဒါမျိုးတွေ့ထားတဲ့ခါကျတော့အဲကိုကဒီလမ်းချောင်းကိုသွားတဲ့ချိန်မှာတခုပဲရှိတယ်အတွေးခေါ်ဟောင်းလေးဆိုထားခဲ့ရမယ်နော်ဒီမှာ aero one aero one ဆိုပေမဲ့လည်းဒီ one ဒီကိုသူကနင်းထားပြီးတော့လေမျိုးသမီးလေးရအပေါ်မှာတက်နေတာပေါ့နော်အဲ့တော့ အနိုင်ရောဝင်နိုင်ရောဝင်ပေါ့နော်နိုင်ရောဝင်ဆိုပေမဲ့လည်းဒါကိုကျမလေးတိတ်ပြီးတော့ negative လို့တော့မခံစားရဘူးပေါ့နော်ဒါကိုကဟိုတက်လန်သွားနိုင်တဲ့အနေထားပေါ့အဲ့တော့အခက်ခဲရှိနေမှာတက်လန်သွားနိုင်တဲ့ energy မျိုးအခုလက်ရှိကာလမှာဖြစ်နေတယ်တင်တို့လေးတွေကနော်အဲ့တော့ကိုကိုကိုယုံကြည်မှုရှိပြီးသွားဖို့ပဲလိုပါတယ်ပေါ့နော်ကျမအားမျိုးလေးပြောချင်တယ်အဲ့တော့ဒီမှာပေါ့နော်ဒါကတော့ကျမဘယ်လိုမျိုးပြောလိုက်ချင်လဲဆိုတော့ 301နဲ့စတာပေါ့နော်301နဲ့စရတာဖြစ်တဲ့အတွက်ဒီ collective reading ကိုလာကြည့်တဲ့သူတွေတွေကိုရည်ရထားတဲ့အရာတွက်ကိုတော့ကိုအများကြီးစူးစမ်းဖို့တော့လိုတယ်အတိတ်တည်းမှာပြင်မိနေလို့တော့မရဘူးเนาะအနောက်ရှက်တွေအခက်ခဲတွေရှိနေမှာကြံ့ကြံ့ခံပေးပါနော်စစ်စစ်ခံကြော်လာပြီးတဲ့နောက်မှာတော့301 energy လိုမျိုးကိုမြုံလင်းစောင့်ကြတဲ့အရာတွေကိုတွေ့ရလာမှာဖြစ်တယ်ပေါ့နော်အဲ့တော့အခုလက်ရှိ energy ပေါ့နော်ဒီ collective reading ကိုလာကြည့်တဲ့သူလေးတွေအခုလက်ရှိ energy မှာ negative ဘက်သွားနေတာနည်းတယ်ပေါ့နော် positive ဘက်ကိုများတယ်အဲ့ဒီတော့ deep positive energy ကောင်းမွန်တဲ့ energy လေးကိုတင်းတို့လေးတွေယူထားပြီးတော့ပေါ့နော်ယူထားပြီးတော့ဒီရှေ့ဆက်လောရမယ့်အရာတွေအတွက်ကိုအားမွေးပါเนาะပြီးလို့ရှိရင်ဘယ်အရာမျိုးမှတော့အမြဲတမ်းကန့်ကောက်ခြင်းဆိုတာတော့နေရာတိုင်းမှာတော့မရှိနေဘူးဒါပေမဲ့လည်းကန့်ဆိုးရဆိုတာလည်းကြောက်ကြတော့မလို့ဘူးကိုကပေါ့နော်ဘာဖြစ်လာမယ့်ဘာဖြစ်လာမယ့်ဆိုတာပြီးတော့ကြိုးပြီးတွေးပူကြတော့မလို့ဘူးเนาะဘယ်လိုပြောအောင်လဲအခုလက်ရှိ energy ကိုပဲအကောင်းဆုံးကိုယူပြီးတော့အာ เนาะစိတ်တတိတွေပေါ့เนาะစိတ်ထဲမှာတတိတွေအပြည့်အဝထဲပဲလုံးဝမဲ့အရာတွေကိုရေရေဝုံဝုံလောက်သွားပါ ပြီးတော့ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါဆက်ကွန်ဖီဒန့်ကိုပိုထက်တိုးပြီးတော့မြင့်ပြီးတော့ထားပါပေါ့နော်အဲ့ဒါမျိုးလေးပြောချင်တယ်အဓိကကတော့လေအာဘယ်လိုပြောမလဲနော်မကောင်းတာကိုမတွေးနဲ့အာငါဒါလုံးရင်အဆင်ပြေပါမလားငါအတွက်ရောအဆင်ပြေပါမလားအဲ့ဒါမျိုးတွေမတွေးပဲနဲ့ငါအခုအဆင်ပြေနေပြီငါအခုငါမှာကောင်းတဲ့ energy တွေလည်းရှိနေတာဖြစ်တဲ့အတွက်ဆုံးဖြတ်ချက်တွေလည်းအမှန်ကန်ဆုံးချနိုင်ပြီးအလုပ်တွေလည်းအများကြီးပို့ပြီးလုပ်နိုင်ပြီးဒီ relationship ကိစ္စတွေမှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ partner ပေါ့နော်ကိုယ့်ရဲ့ဒီချစ်ရတဲ့သူနဲ့ပတ်သက်ပြီးတော့လည်းအကောင်းဆုံးကအဆင်ပြေသွားနိုင်ပြီပေါ့နော် ော့အဲ့လိုမျိုးလေးတွေတွေးစစ်ချင်တယ်ပေါ့နော်အဲ့လိုမျိုးတွေးရင်လည်းမကိုကစိတ်ကောင်းကောင်းလေးထားပြီးတော့အတွေးကောင်းလေးတွေတွေးပြီးတော့ကြော်ဖြတ်မယ်ဆိုရင်ဒီ reading ကိုလာကြည့်တဲ့သူလေးတွေပေါ့နော်အခုလက်ရှိကာလမှာအရာအားလုံးကိုအဆင်ပြေချုံးမွေးစွာနေပေါ့နော်ဖြတ်တန်းနိုင်နေပေါ့နော်ကျွန်မအဲ့လိုမျိုးလေးပြောချင်တယ်အဲ့တော့ဒီနေ့မှာဒီ oracle sorry ဒီ tarot deck လေးနဲ့ကြည့်ထားပေးတယ်ပေါ့နော် collective reading လေးကပြီးသွားပြီ98ကလုံးလဲကုန်သွားပြီပေါ့နော်အဲ့တော့ဒီ energy ကသင်တို့လေးတွေ energy ဖြစ်ပါစေသင်တို့လေးတွေနဲ့ကိုင်းရင်မှုရှိပါစေလို့ကျွန်မဆုတောင်းပေးပါတယ်နော် ဒါကြောင့်မို့ဟိုကောင်းမွန်တဲ့ energy ကိုယူပြီးရှေ့ဆက်ပါလို့ကျွန်မပြောတာပေါ့နော်အဲ့တော့အဆုံးနှစ်ချစ်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ထပ်ရီနေ့မှာကျွန်မတို့အတူတူပြန်လည်ဆုံဆုံတွေ့ကြမယ်နော်